အိမ်အိုကလေးရဲ့တီကာအခန်းလေးယခုလိုမိုးများအောင်လျက်ရှိသော မနက်ခင်းမှာတော့စုံစုံဖြက်ဖြက်ဆုံးဖြတ်ပါဟုရေးသားခဲ့ဖူးသောဆရာစစောအောင်နှင့်သူ၏အရေးသားများကိုသတိရနေမိသည်တကယ်တော့ကျွန်တော်အနေဖြင့်ဆရာစောဆာများနှင့်များစွာယဉ်ဤကျွမ်းဝင်မှုမရှိသေးပါ ကျွန်တော်ကဆရာစစောအောင်ကို အဝေးကနေရက်ကြည့်ခဲ့အားကြလေးစားခဲ့သူတယောက်မြသာဖြစ်ပါသည်အမှန်ဝင်ခံရလျင်မူဆရာဇော်ရေးသားသော postmodern ဆိုင်ရာအရေးသားများကငဘူရှိရင်စွဲကျွန်တော်အမြင်များအားလုံးကိုအမြစ်ကနှုတ်ပစ်ခဲ့ပါသည်ထို့ကြောင့်ဒီလိုဆိုရင်ကိုမရဘူးလား theory များကိုသဘောကျခဲ့ပြီးအချိုးများဖြတ်ဖြစ်ခြင်းအပေါ် ကျွန်တော်များစွာရှင်ခုံမိတော်သည်ဆုံးဆုံးဖြစ်ဖြစ်ဆုံးဖြတ်ပါဟုဒီကဆရာဘာသာပြန်ဆိုချက်တည်းရဲ့ဖြစ်သည် undecidability ကိုဆရာဘာသာပြန်ဆိုခဲ့ခြင်းဖြစ်ပြီးအမှန်အမှားကိုတာဝန်ယူကြောင်းနဲ့မှားလျင်ပြန်ပါဝန်ခံပါမည်ဟုရေးသားခဲ့ပါသည်ဆရာမြဲလူလူပြောလိရေးလိရှိတတ်သောနောက်တစ်မျိုးကိုလည်းကျွန်တော်မှတ်မိနေပါသေးသည် မှားရင်နောက်လီတွေပင်ကြလိမ့်မယ်မသိရင်လဲတော်ရရော်ရသွားပြောကြအလုရှုပ်တယ်မြမစာအရေးသားတွင် ရှေးကဆုံးက နောက်ကကရိယာ ဆုံးဖြတ်ကို အထူးပြုကြောင်းနဲ့ဆုံးဖြတ်နဲ့ဆုံးဖြတ်မတူဘူးဟုဆရာက ပြောခဲ့ပါသည်စလင်တချောင်းရဲ့နတ်တဝတ်ဆနှလုံးပေါက်ဆုံးဟုသောအတုံးနဲ့ပတ်သက်ပြီးကျွန်တော်စူးစမ်းလေ့လာခဲ့ရပါသည် ထို့အခါမှာတော့ တိတ်ကိုလပသောဘာသာပြန်ဆိုချက်တရဖြစ်ကြောင်းကျွန်တော်သိရှိလာခဲ့ရတော့သည်ယခုအရေးအသားများက ကျွန်တော်အကြောင်းပြောနေခြင်းဖြစ်သောကြောင့်မဖတ်လိုပါကကြော်သွားနိုင်ပါသည် ကျွန်တော်စာရေးသည်ကကျွန်တော်အကြောင်းပြောခြင်း၍ဖြစ်ပြီးကျွန်တော်ကိုကျွန်တော်လူကောင်းလူတော်အဖြစ်မိတိအခါတော်ငါမြမဖော်ပြခဲ့ဘူးပါစင်စစ်တော့ကျွန်တော်သည် အတ္တကြီးပြီး အမှားပေါင်း16000နဲ့လူတယောက်ဖြစ်သလိုဘဝဖြစ်တည်နေရခြင်းအပေါ်အမဲနာကြီးနေမိသူတယောက်မြတာဖြစ်သည် မပျော်ရွှင်သော လူတယောက်မြတာဖြစ်သောကျွန်တော်အဖို့နောက်ထပ်နာကျင်စရာများကလည်းထူးပြီးအပြစ်ပြောနေဖို့မထိုက်တန်တော့လူညံတယောက်ဖြစ်မသွားအောင်သာစူးစမ်းတည်ညူရပေအောင်တော့မည်ဆရာစစောအောင်ဤထိုအကြီးသားများကို လွန်ခဲ့သောဆယ်စုနှစ်နှစ်ခုကျော်လောက်ကဖတ်မှတ်ခဲ့ရတော့လေယခုတိုင်ဆွဲထင်နေပါသေးသည်အိမ်အိုကလေးနှင့်အတူလူလားမြောက်ကြည်ပင်ခဲ့ရမှုတွင်ထိုရာများအားခြံထားပစ်ခဲ့၍မရပါနောက်ထပ်ပြောစရာများလည်းရှိနေပါသေးသည်တနေ့နေ့တွင်တော့ကျွန်တော်ပြောပြလိမ့်မည်ထင်သည်